အလုံးမဲမင်္ဂလာပါရှင် For You Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မလွေဝသားနဲ့ဇလပရညွန်စားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အော်တိုဘာလ14ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မလွေဝသားခံမှန်းချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီကနေ့အော်တိုဘာလ14ရက်နေ့ထူခြားမလွေဝသားတွေအနေနဲ့လာနီညာဖြစ်နိုင်ခြေခံမှန်းချက်များနဲ့မြန်မာနိုင်ငံမလွေဝသားခံမှန်းချက်များကိုတင်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးသွားကြပါအောင်ရှင် ထမဆုံးအနေနဲ့မူလဝတ္ထပညာရှင်ဦးဝနိုင်ရဲ့လာနီညာဖြစ်နိုင်ခြေခံမှန်းချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။လက်ရှိလာနီညာဖြစ်နိုင်ခြေ81ရာခိုင်နှုန်းနဲ့ IOT negative အခြေအနေများကြောင့်စက်တင်ဘာလနဲ့အောက်တိုဘာလလောက်ကွန်ရက်များထိဆိုထိုင်းဆမြင်မာပြီးမွေးရနိုင်ခြင်းကိုအားပေးသည့်ရာသီဥတုအခြေအနေဖြစ်လာနိုင်သည့်အတွက်မုတ်တုံဆုတ်ခွာမြည်ရနောက်ကြနိုင်ပြီးမုတ်တုံနောက်ကြမှုတွင်ဆွေရနေနိုင်ပါသည်။ အလဲပိုင်းမိုးနေရရှာဒေသတွေမှာရွာသွန်းမြဲထက်မွေးရီချင်းရရှိနိုင်ပါတယ်။ဆက်လက်ပြီးဆရာဦးဝင်းနိုင်ကမိုးတုံဆုတ်ခွာသည့်မိုးနောင်းကာလမိုးလေဝသခန့်မှန်းချက်များကိုလည်းအောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်။အော်တိုဘလဆရရနေနောက်ပိုင်းတနိုင်ငံလုံးမှမိုးတုံပြီးဆုတ်ခွာတဲ့အခါမြန်မာနိုင်ငံအတွက်ဒီနှစ်2025ခုနှစ်မိုးနောင်းကာလအကုန်ဆုံးပြီးမိုးလွန်ကာလကိုရောက်ရှိလာမှာဖြစ်ပါတယ်။မိုးလွန်ကာလ မုတ်တုံပြည်သက်ဆုတ်ခွာရက်ခံမှန်အော်တိုမလ15ရက်နေ့မှနိုဝင်ဘာလ30ရက်နေ့ထိပုံမှန်ဖြစ်မြဲအပူချိန်အောင်အနေငယ်ကြစင်ကဘင်္ဂလားပလင်အော်တင်လေးဖြီအားနေရဝင်းဖြစ်ပေါ်နိုင်မည်အခြေအနေလဲဆက်ရှိနေနိုင်ပါ रे မိုးနောင်မိုးလွန်ကာလစပားရီတိန်ချိန်တွေမှာကပလီပင်လဲဘင်္ဂလားပလင်အော်တောင်တရုတ်ပင်လဲအာရိပြပင်လဲနဲ့ထိုင်းပင်လဲကွေရီမှာဖြစ်လာနိုင်တဲ့ထူးခြားမိုးလေဝသအခြေအနေတရားမှုတွေက အောင်ရရရှိနိုင်ခြင်းထက် ဖြန့်မိုးအန္တရာယ်ပေးနိုင်သည်ကိုသတိပြုရပါမယ်လို့ဆရာဦးနိုင်က ထုတ်ပြန်ထားပါတယ်။ဖြန့်မိုးအချိန်အခါမဟုတ်မူရင်းကြောင့်ရေထုံမပေးနိုင်သော ရေဝင်ရေထွက်ကအောင်မြေပြင်အနိမ့်အမြင့်ကိုပြုပြင်မထားနိုင်သော လေကွင်းတွေမှာရေဝတ်ပြီးစပါးခင်းများရေမြုပ်နိုင်သည့်အန္တရာယ်ကိုသတိထားဆောင်ကြည့်ကြရပါမယ်။ဆလပီမူလဝတ္ထာနှင့်ဇလဗျာညွန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမူလဝတ္ထာအခြေအနေကိုတင်ပြပေးပါမယ်။ဘင်္ဂလားပလင်အခြေအနေ ဘင်္ဂလားပလင်အော်အရှိများပိုင်းတွင်တိမ်အနှင်းငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပလင်အော်အရှိလဲပိုင်းတွင်တိမ်အသင့်အထင်ဖြစ်ထွန်းနေပါသည်။ကပလီပလဲပြင်းနှင့်ကျန်ဘင်္ဂလားပလင်အော်တွင်မောတော်လီအာနေနေပါသည်။ယနေ့ညနေထိခံမှန်းချက်တနင်္သာရိုင်ဒေသကြီးကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာအနှံ့ပြားနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရော်တီတိုင်းဒေသကြီးချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာဆဲဆိုင် ကယားပြည်နယ်၊ရှမ်းပြည်နယ်အများပိုင်းနဲ့အရှေ့ပိုင်းတို့ရဲ့နေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့ရဲ့နေရာကွက်ကြားမှုထစ်ချုံရမည်။ရွာရံရံလုံးပြည့်ဖြစ်ပါတယ်။နေပြီးတော့နေရာကွက်ကြားမှုထစ်ချုံရမည်။ရန်ကုန်ကပ္ပအေးနေရာကွက်ကြားမှုထစ်ချုံရမည်။မန္တလေးနေရာကွက်ကြားမှုထစ်ချုံရမည်။ဘကိုးနေရာကွက်ကြားမှုထစ်ချုံရမည်။မကွေးနေရာကွက်ကြားမှုထစ်ချုံရမည်။ဟောင်မလင်းနေရာကွက်ကြားမှုထစ်ချုံရနိုင်ပါတယ်။ ပတ်သိမ်းနေရာကွက်ကြားမှုထစ်ချောင်းရမည်ဓာဝဲနေရာကွက်ကြားမှုထစ်ချောင်းရမည်မြေကြီးနာနေရာကွက်ကြားမှုထစ်ချောင်းရနိုင်ပါသည်လိုက်ကောနေရာကွက်ကြားမှုထစ်ချောင်းရနိုင်ပါသည်ဖတ်အန်းနေရာကွက်ကြားမှုထစ်ချောင်းရမည်ဟာခာနေရာကွက်ကြားမှုထစ်ချောင်းရနိုင်ပါသည်မော်လမြိုင်နေရာကွက်ကြားမှုထစ်ချောင်းရမည်စစ်တွေနေရာကွက်ကြားမှုထစ်ချောင်းရနိုင်ပါသည်လာရှိုနေရာကွက်ကြားမှုထစ်ချောင်းရနိုင်ပါသည်တောင်ကြီးနေရာကွက်ကြားမှုထစ်ချောင်းရမည် ကျိုင်းတုံနေရာွက်ချောင်းမုတ်တချောင်းရနိုင်ပါတယ်။မိုးတိမ်တာဖြစ်ပေါ်မှုအခြေအနေ EOD တိုင်းဒေသကြီးတင်းထိုင်တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့တွင်မိုးတိမ်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမိုးတိမ်တာများရွေလျာရာနေရာတခြားတွင်မိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊ဖျက်ဆီးလက်ခြင်းနဲ့မိုးတီးကျွေးခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့ရက်အတွက်ခံမှန်းချက် ကပလီပလန်ပြင်းနဲ့ဘင်္ဂလားပလန်အော်တာမိုင်းတို့ရင်မော့တော်လင်အာနေနေမြီနေပြည်တော်နဲ့နေတော်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရမြီရွာရဲရနှုံးပြည့်ဖြစ်ပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်မိုးတစ်ချိန်နဲ့ကြိမ်ထစ်ချုံရမြီရွာရဲရနှုံးပြည့်ဖြစ်ပါတယ်မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရမြီရွာရဲရနှုံးပြည့်ဖြစ်ပါတယ်မြမပလဲပြင်းလှိုင်းနှင်းငယ်မှလှိုင်းတင်တင်ရှိမြီ ိုင်းမြင့်မှာမြမကဲရန်တရှောင်းနဲ့ကဲလွန်ပလဲပြင်းတို့တွင်၄ပေမှ၆ပေခန့်ရှိနိုင်ပါတယ်။ပလဲပြင်းခီးရဲ့အတွက်မလိုသားခံမှန်းချက်၂025ခုနှစ်အော်တိုဘားလ၁၄ရက်နေ့နနက်၁၀နာရီခွဲအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပလင်အော်ချီနေဘင်္ဂလားပလင်အော်ရှိများပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပလင်အော်ရှိလဲပိုင်းတွင်တိမ်အသင့်အင့်ဖြစ်ထွန်းနေပါတယ်။ကပလီပလဲပြင်းနဲ့ကျန်ဘင်္ဂလားပလင်အော်တို့တွင်မုတ်တုံလီအားနေနေပါတယ်။ရန်ကုန်မှာတနင်္သာရီကံရန်တလျှောက်ပလဲပြင်းခီးရဲ့အတွက်မလို့ဝတာခံမှန်းချက် ယနေ့မွန်တဲမှနောက်24နာရီတွင်ခံမှန်းချက်မလေးဝတာချီနေနေရအနှံ့ပြမှုထစ်ချုံရမည်အမြင်တာလေးမိုင်းမူရစဉ်တမိုင်ခန့်ရေပြင်းလင်းတောင်သွမှုအရှိတောင်တနားပင်လယ်မိုင်း90မိုင်းတခါတရံမိုင်း90မှ95မိုင်းလိုင်းချီနေလိုင်းနေငယ်မှလိုင်းတင်းတင်းရှိမည်လိုင်းမြင့်လေးပြီမှ6ပြီခန့်ရန်ကုန်မှာရခိုင်ကန်ရန်တလျှောက်ပင်လယ်ပြင်ခီရဲ့အတွက်မလေးဝတာခံမှန်းချက်ယနေ့မွန်တဲမှနောက်24နာရီတွင်ခံမှန်းချက် ွေလေးဝတာချင်းနေနေရာကွက်ကြားမှုထစ်ချုံရမည်အမြင်တားလေးမိုင်းမူရစင်တမိုင်းခန့်ရေပြင်းလင်းအရှိသူမဟုတ်အရှိတောင်တနိုင်ပလဲမိုင်း90မိုင်းတခါတရံမိုင်း30မှ25မိုင်းလှိုင်းချီနေလှိုင်းနေငယ်မှလှိုင်းတင်တင်ရှိမည်လှိုင်းမြင့်၄ပြီမှ6ပြီခန့်နောက်ဆုံးအနေနဲ့မူလဝတ္တနဲ့ဇလဗရညွန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြည်ရည်ကြည့်မှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။ယကြည်နာမြည်ရည် နှစ်ပေကျော်ခန့်ထက်ကြာမနေ့ကညနေမှ12နာရီတွင်မြစ်ကြီးနားမြို့ဤမနေ့ကမြန်ဆုံမှုချိန်33.3 degree centigrade ယနေ့နေဆုံမှုချိန်15.6 degree centigrade ဖြစ်ပါရဲ့ရှင်ဒီကြီးနာမည်အသင်းဆိုရင်ရေမှတ်800စင်တီမီတာတို့ရရှိရဲ910စင်တီမီတာ23မီကျော်ခန့်အလိုရင်းရရှိနေပါတယ်။မြေအတက်ကြပုံမှန်နေထိုင်ခန့်မှာရှိနေပါမယ်။ထူးကဲမြေကြီးနိုင်သည့်အချိန်နဲ့မတွေ့ရှိသေးပါရှင်။ ။ EOD မြစ်အထက်ပိုင်းမှာမူအာတင်းတင့်ရှိနေပါတယ်။ရန်ဖန်ရန်ခ EOD မြစ်အထက်ပိုင်းမှာနေရာကွက်၍မူသေးထန်စွာရသွင်းခြင်းများကြောင့်မြစ်ကြီးနားမြေကြားစင်နေရာမှပြန်တလာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့ EOD မြစ်အထက်ပိုင်းမိခါမြင်းနဲ့မိခါမြင်းဝမ်ဒေသများမှာမူတိန်တာဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။ အေယာဝတီမြို့ကိုတခြားနဲ့ချင်းနမြို့ကိုတခြားမြကန်းနီမြင်းနေဒေတာများနဲ့မြင်းနုကျွများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနှင့်ရေလိုသားများအေယာတီမြို့ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသော မိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းတွင်းမြို့၏ချင်းနီခန်းတီမြို့ရင်တပိကျော်ခန့်ထက်ကြောင့်မိကညဏ်နီမှ12နိုင်တွင် မုံရွာမြို့ရင်တလမခန့်ပြန်တက်မိကညဏ်နီမှ12နိုင်တွင်ချင်းတွင်းမြို့အတက်ကြောင့်ပုံမှန်နေထိုင်ခန့်မှရှိနေပါမယ်။ ထုခဲ့မြင်ကြီးနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်။ခန်းတီမြင်ရင်ပြပြချင်းဆက်လက်ကြဆင်းနေပါမယ်။ဟုံမလင်းမြင်ရင်အနှင်းငယ်ထက်တန်နိုင်ပြီးယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်ကြဆင်းနိုင်ပါသည်။ဖောင်ပြင်းမော်လိုက်ကလေးဝါမြေတို့မှပြပြချင်းဆက်လက်တန်နေပါအောင်မယ်။မင်းကင်းကနေနဲ့မုံရမြို့မြေတို့မှပြပြချင်းဆက်တန်နေပါအောင်မယ်။အယောင်တင်မြင်ချင်းနဲ့ဗမော်မြင့်ရင်အနှင်းငယ်ထက်တန်နိုင်ပြီးယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်ကြဆင်းနိုင်ပါသည်။ ရွှေကူမြို့မြင့်ရင်ဖြည်းဖြည်းချင်းဆက်တက်နေမှာဖြစ်ပြီးယနေ့ညပိုင်းနဲ့မနက်ဖနံနက်ပိုင်းတို့တွင်ပြည်လဲကြဆင်နိုင်ပါတယ်။ကတာမြို့မြင့်ရင်ဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။ထီချမြင့်ရင်အနည်းငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖနံနက်ပိုင်းတို့တွင်ပြည်လဲမြင့်တက်လာနိုင်ပါတယ်။တပိတ်ချင်းမန္တလေးစကိုင်းမြင်းမှုနဲ့ပခုတ်ကူမြင့်ရုံမှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်နေပါမယ်။ညာဦးကြောင့်မင်းဘူးမက်ကွေ အောင်လန်နဲ့ပြည်မြို့မြင့်ရုံမှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်နေပါမယ်။ စိတ်သာမြင်အတကြမရှိရတဲ့နေပြီးယနေ့နေ့လယ်ပိုင်းတွင်ပြန်လည်ကြဆင်နိုင်ပါသည်။ရင်သနာမြင်အတကြမရှိရတဲ့နေပြီးယနေ့ညပိုင်းတွင်မနက်ဖြန်နေ့ပိုင်းတို့တွင်ပြန်လည်ကြဆင်နိုင်ပါသည်။ဇလုံးမြို့မြင်အတကြမရှိရတဲ့နေပြီးယနေ့ညပိုင်းတွင်မနက်ဖြန်နေ့ပိုင်းတို့တွင်ပြန်လည်ကြဆင်နိုင်ပါသည်။အယောင်ဒီမြင်မြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဗီဒီယိုလေးကိုအစောနေ့ကြည့်ရှုပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းတမောင်းအပြန်နေကနေကင်ဝေးကြပါစေလို့ဖုန်းယူမီဒီယာ channel ကနေဆုတောင်းပေးလိုက်ပါတယ်ရှင်တောင်းပေး